ဒီနေ့ကတော့ចောင်းပိတ်တာမလို့မော်ရီချန်တယောက်အေးလို့လို့ coffee ထိုင်တောက်နေပါတယ်။ထုံးစံတိုင်းဒီကိုကညာရေးဝတ်စုံနဲ့ထွက်လာပြီး morning မှာလို့လာနှုတ်ဆက်ပါတယ်။မော်ရီလည်းအဝတ်လေးပါလေးလဲပြီးမှထွက်လာခဲ့ပါလို့ပြောလိုက်ပါတယ်။ပြောရင်းမှာအဝတ်လေးလဲဒီပုံစံပဲထွက်လာမှာပါလို့ပြောလိုက်တယ်။တကယ်လည်းနေကုန်းမှာပုံစံတူအယောင်ကွဲကောင်ဝင်နေပဲရှိရပါ။နေကုန်းရဲ့ကောင်ဝင်တွေကပိတ်စာဟောင်းတွေကိုအယိုးရှင်ဆုံးပုံစံနဲ့ချုပ်ထားရပါ။နီကိုလေဖက်ရှင်မဂဇင်းတအုပ်ကိုကြည့်လိုက်ပြီးဟုတ်ပြီအဲ့ဒီမော်သွားရမယ်ဆိုပြီးမော်နဲ့ဝစ်စားဖန်ဆင်းပါတယ်ပုံထဲမှာဝစ်စားတွေဟာ အပြစ်မှာတကယ်ဖြစ်လာတာပါဒါပေမဲ့ပုံထဲမှာအရှိတချမ်းပဲပါတာကြောင့်အပြစ်မှာလည်းအရှိတချမ်းပဲရပြီးအနောက်ချမ်းကတော့ပါမလာပါဘူးဒီပုံကိုမော်ရီတာမြင်လိုက်ရင်ငါးဘွားတော့သွားပြီးတော့တွေးမိပေမဲ့လှပနေတဲ့အရှိချမ်းကိုတော့ပြကျင်ပါတယ်ဒါကြောင့်မော်ရီချမ်းရှေ့မှာသူမရဲ့အနောက်ဘက်ကိုမမြင်အောင်ဘေးတိုက်လမ်းလျှောက်ပြီးဝက်စားပုံစံအသေးဝတ်ထားတာကိုပြပါတယ်မော်ရီကတော့စိတ်ဝင်စားပုံမပြပဲအရင်ပုံစံကပိုပြီးကြည်ကောင်းတယ်လို့ဆိုလာပါတယ်ဒီကိုလည်းအရင်ကောင်ဝင်ပြန်ဝက်လိုက်တော့မော်ရီကတကယ်ဆဲဆောင်မှုရှိရပဲအနီးကကြည့်လို့ရမလားဆိုပြီးခွန်းနှောင်းပါတယ် မော်ရီနာကလာတော့နီကိုလည်းစိတ်တွေလှုပ်ရှားလာပြီးတွေးချင်းရတွေးနေပေမဲ့မော်ရီချန်ကအဝယ်စားပိတ်စကိုပဲစိတ်ဝင်စားတာပါနီကိုချန်ကဒါဘနခုနဲ့တည်းကပိတ်စလဲလို့မေးလာပါတယ်နီကိုချန်ရဲ့အဝတ်တွေကပြင်တဲ့အဘွားတွေရဲ့အဝတ်ဟောင်းတွေကိုချုပ်ထားတာဖြစ်ပါတယ်နီကိုကရှေးဟောင်းပိတ်စတွေကိုစိတ်ဝင်စားသူတယောက်ပါခဏနေတော့နီကိုစီရောပါဆယ်ပုံးတွေရောက်လာပါတယ်ပါဆယ်ပုံးတွေကဘာတွေလဲဆိုတော့နီကိုဖက်နေကြမန်ဂါတွေပါပုံပေါ်မှာတော့မော်ရီတက်စားတောင်ပါပါတယ်နီကိုရဲ့မိကပေးလိုက်တာပါ ဒီကုတ်ကိုအရင်အလိုမလိုက်ဖို့နဲ့ကပ်ဘေးကနေကောက်ဝဲပေးဖို့ရေးထားပါတယ်ပြီးတော့ခွေးနဲ့မိုးရေဇက်တွေကကတ်ဆိုးကိုပြစ်စီနိုင်တယ်လို့စာရင်းမှာပါပါသေးတယ်ဒီကုတ်ကမော်ရီချမ်းကိုပုံးနေတယ်လာခိုင်းတော့ကိုပြစ်စီကိုဘသာတဲဖို့မော်ရီကဆိုပါတယ်ဒီကိုလည်းပေါ့စီတယ်မော်တော့မယ်ဆိုတော့မော်ရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့်ဒီတိုင်းပဲတည်ဖို့ပြောရမယ်။ဒီကိုကတော့တခြားမော်တမျိုးဖြစ်တဲ့နှစ်ယောက်ကွဲစီတဲ့မော်တော့လိုက်ပါရင်ထပ်ပြီး၄ယောက်တောင်ခွဲလိုက်ပါသေးတယ်။မိုရီချန်လည်းပြောမရလို့သူ့ပဲတည်ပေးလိုက်ရပါတယ်။မိုရီခဏသတိလွတ်သွားတဲ့အချိန်မှာဒီကိုအော်တောင်ကြားလိုက်ပါတယ်။ခွဲလိုက်ဆယ်လို့ပြေးနေရတာပါ။မိုရီလည်းခွဲကိုမောင်းထုတ်ပြီးဒီကိုနဲ့လမ်းလျှောက်လာတော့တနေရာရောက်မှာ တယောက်ကနာယောက်ခံလိုက်နေတာကိုမော်ဒီကသတိထားမိပါတယ်ထွက်လာခဲ့ဖို့ပြောလိုက်ပြီးအဲ့ဒီကောင်နဲ့တိုက်ခိုက်ပါတယ်နာယောက်ခံလိုက်နေသူကခွေးမျက်နှာဖုံးစွန်းနေပါမော်ဒီလည်းဖမ်းချုပ်ပြီးမျက်နှာဖုံးချုပ်လိုက်တော့မှနီကိုချမ်းနဲ့အတိတွေဖြစ်နေပါတော့တယ်နီကိုကဒါကကန်ချန်ဖြစ်ပြီးသူ့မော်လေးချက်နဲ့တောင်မှနေတဲ့တန်ကူးလို့ဆိုပါတယ်ကန်ချန်ကလည်းငါလည်းနီကိုကိုကာဝယ်ဖို့လိုက်လာတဲ့ကြီးကားဆောက်ရှောက်ပဲလို့ဆိုတာပါတယ်ဒီမှာရပိုင်းတော့ပြီးဆုံးတော့ပါတယ်